နောင်ချိုအုံမဒီအုံမဒီပေါ့အုံမဒီနာအခြေဝါနာမှာတရုတ်ချက်ချီနီရင်တန်းပြစ်ခတ်ခံရတယ်စစ်တပ်ကစစ်တပ်ကပြစ်ပါတယ်ဆိုပြီးတော့ TNL လေးကဝါရဖြန့်ပါတယ်ဆိုတော့ TNL လေးဝါရဖြန့်တဲ့သတင်းကိုကြည့်ပြီးတော့ဟိုကျွန်တော်ကလည်းဒါစိတ်ဝင်စားတော့စုံစမ်းကြည့်တယ်မေးမြန်းကြည့်တယ်နောက်တရုတ်အတိုင်းတန်ယုံပဲအချမ်းတွေကိုဆက်သွယ်လို့ရတယ်လမ်းကြောင်းတွေဆက်သွယ်ပြီးမေးမြန်းကြည့်တယ်ပေါ့မေးမြန်းကြည့်တဲ့အခါကျတော့တကယ်တမ်းကျတော့ TNL လေးရဲ့ဝါရဖြန့်မှုနဲ့ပတ်သက်ပြီးတော့တော်တော်လေးဒီတရုတ်မြန်မာချစ်ကြည်ရေးပါထိခိုက်နေတဲ့ကိစ္စအထိဖြစ်သွားတယ်လို့တော့အကြံဉာဏ်သိရတယ် တော့ဗိုလ်ချုပ်စံမေးတော့ပြန်ဖြေထားတာတော့တခုရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာကျွန်တော်သိတာကိုကျွန်တော်ပြောပါမယ်ဆိုတော့ဗိုလ်ချုပ်စံမေးတော့ဖြေထားတာတစ်လိုင်းကျွန်တော်သိတာကိုတစ်လိုင်းတစ်လိုင်းတစ်ခုနှစ်ခုခွဲပြောပါမယ်ဆိုတော့ TNL ရဲ့ဂျင်ညာချက်ထက်မှာမနေ့ကည7ခွဲပေါ့နော်7ခွဲလောက်မှာသူဂျင်ညာရဲ့ဂျင်ညာချက်ထက်မှာတရုတ်ချက်ချင်းဒီအသိအရနေပြီးတော့တဲ့မြန်မာငလျင်ဒန်တဲ့နဲ့ပြည်သူတွေအတွက်ထောက်ပံ့ပစ္စည်းသေးလာတဲ့ကား6စီးရန်နံ6စီးကိုတဲ့စစ်တပ်ကနေပြီးတော့ဧပြီလတရနေ့မနေ့ကည9:22မိနစ်လောက်မှာတဲ့အဲစစ်တပ်ကနေအုံမတီရွာနာမှာစောင့်ပြီးတော့အစ်စောင့်ပြစ်ခတ်ပါတယ်ဆိုပြီးတော့ ပြောပြတယ်ဟိုထုတ်ပြန်ထားတာတွေ့ရတယ်အဲ့တော့စစ်တပ်ကအသင်းဆောင်ပြစ်ခတ်တဲ့အတွက်အဲ့ဒီရင်တန်းကမန္တလေးကိုကြီးဆက်သွားမဲ့အကြောင်းကိုအဲအကြောင်းကိုသွားကိုသွားမဲ့ဟာကိုမသွားလိုက်ရဘဲနဲ့သူနောင်ချူပြန်လှည့်ယူသွားတယ်တဲ့အဲ့တော့ TNL ဘက်ကနေပြီးတော့အဲ့ဒီရင်တန်းကိုစီကိုစောက်ရှောက်ထားပါတယ်ဆိုပြီးတော့သူတို့ကသူတို့ရဲ့ Telegram တွေသူတို့ Facebook တွေသူတို့ရဲ့သတင်းဌာနတွေနဲ့တွေ့ပြီးတော့ဝါရဖြစ်တာတွေ့ရတယ်ဆိုတော့ကောင်းပြီသူ TNL ပြောသလိုပဲကောင်းပြီသူတို့ကတရုတ်ချက်ချင်းကြီးတရုတ်ချက်ချင်းကြီးအသင်းကကားလို့ပြောရင်ကျွန်တော်တို့ဒီပုံမှန်ရင်ကြည့်ပါဒါတရုတ်ချက်ချင်းကြီးအသင်းကကားဟုတ်သလားတွေ့ချက်ပေါ့နော် ောက်တစ်ခုကဒါရီကြည့်ပါဒါရီဒါတရုတ်ချက်ချင်းနေအသိရကားဟုတ်သလားပေါ့နော်ဒီပုံလေးကိုကြည့်ချင်းအဖြစ်ဒါတရုတ်ချက်ချင်းနေအသိရကားဟုတ်ရဲ့လားဆိုရင်မေးကောကျွန်တော်တို့စပြီးမေးရတော့မယ် TNL ပြောတဲ့အတိုင်းပေါ့ဆိုရင်ဆိုတော့ဒီပုံလေးမှာဆိုရင်တယောက်ဆိုရင်ပြောတော့ကြီးတော်ကြီးနေတယ်ကျွန်တော်တို့ကျွန်တော်ပြမယ်တယောက်ဆိုကြီးတော်ကြီးတော်ကြီးနေ TNL ဓာတ်ပုံရဲ့အချိန်မှာဒီကောင်ကြီးတော်ကြီးနေတယ်ဆိုတော့တရုတ်ချက်ချင်းနေအသိရကားဟုတ်မဟုတ်တော့ကျွန်တော်တို့မသိဘူးလောလောဆယ်တော့တရုတ်ချက်ချင်းနေအသိရကားပါဆိုပြီး TNL ကဝါရဖြန့်လိုက်တဲ့အတွက် NASA ကကအဲကုညီဖို့လာတဲ့ကားတော်ပစ်တယ်ဆိုပြီးတော့သူတို့ဝါရဖြန့်လို့ရသွားတယ်ဆိုတော့ ဘုကျော်ကမတော်တို့ရဲ့တမရဘက်ကတရင်ထုတ်ပြန်ချက်မှာတော့ဒီကားအဲ့ကားကိုစည်းလို့ယူဆရတဲ့ရင်းနှီးတစ်စီးကမနေ့ကည9နာရီကျော်လောက်မှသူတို့ဒီအုံမတိရွာနာတိရောက်လာတယ်အုံမတိနာမှာတက်ရှိတယ်တက်တဲ့ DNL နဲ့သူတွေကိုယ်တိုင်ချနိုင်ကြရတဲ့နေရာလေးဖြစ်တယ်အုံမတိနာမှာတက်ရှိတယ်ရှိတော့အဲ့ဒီနောက်ကားရောက်လာလို့စစ်တပ်ကနေပြီးတော့လှမ်းပြီးတော့တားတယ်ဟိုခိုက်တရားနေရာလောက်ကွာကလေးကလှမ်းပြီးတားတယ်မင်းတို့ဟိုလှမ်းတားပြီးတော့လှမ်းတားပြီးတော့မရတဲ့အချိန်မှာသူကတကောက်ကောင်းငယ်မို့တနက်ထောင်ပေါက်ပြီးတော့ထောင်ပေါက်ပြီးတော့3ပေးပြီးတော့3ပေးလိုက်တာလောက်ရတယ် ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒါဒါကြောင့်ဒါတွေကိုဘာကြောင့်လောက်ရလဲဆိုတော့မြန်မာနိုင်ငံကကုညီကယ်ဆယ်ရေးလာမဲ့ကားမှန်သမျှကုညီဖို့လာတဲ့ဟာမှန်သမျှကသက်ဆိုင်ရာတန်ယုံနေသက်ဆိုင်ရာသက်ဆိုင်ရာဒီဒီကောင်းစစ်ဝင်ယုံနေသက်ဆိုင်ရာနေမြတာဝန်ရှိသူတွေသက်ဆိုင်ရာဒီအုပ်ချုပ်ရေးအာဏာပိုင်တွေစုကိုအကြောင်းကြားအတိပေးကြိုတင်ကြတာအတိပေးမှာဝင်လို့ရတယ်ဝင်ရင်တိုင်းဝင်ထွက်ချင်လို့ထွက်လို့ရအောင်ဒါမဟုတ်ဆုံးမအိမ်မဟုတ်ဘူးတာလန်ဆိုစရာလည်းမဟုတ်ဘူးရှင်းပြသူ့အမိန်လည်းအိမ်လည်းမဟုတ်ဘူးပွင့်လင်းပြောရင်တော့အဲ့တော့ဒီတရုတ်ချက်ရှင်တွေကတကယ်ကုညီတာမှန်တယ်ဆိုရင်မြန်မာအစိုးရကိုတရားဝင်ကြောင်းကြားရမယ်အတိပေးရမယ် ကြောက်ကြသည်ပေးမှဝင်လို့ရမယ်ဝင်ကျင်တိုင်းဝင်ထွက်ကျင်လို့ထွက်လို့ရအောင်ဒါတရုတ်ပိုင်နဲ့ပြည်လည်းမဟုတ်တရုတ်ပိုင်နဲ့နိုင်ငံလည်းမဟုတ်ဘူးဝင်လည်းပြောရဲဒါမျိုးတွေလည်းလောက်ခွင့်မရှိဘူးအဲ့တော့တရုတ်အနေနဲ့ကလည်းဒါမျိုးလုပ်လို့မရဘူးဆိုတော့တို့ကောင်းကောင်းသိနေမယ်တို့ကိုတို့နိုင်ငံကြီးပြီးသားတဲ့အချိန်ဒါမျိုးတို့ကောင်းကောင်းသိနေမယ် Okay ဒါဆိုရင်တရုတ်ကမလုပ်ဘူးလို့ယူဆပြီဆိုပါစို့ဒါဆိုရင်ဘယ်သူလုပ်တာလဲမေးကောဒီချက်ချက်ချင်းနေရင်တန်းဆိုပြီးအသုံးချပြီးလို့တာဘယ်သူလဲဆိုရင်မေးကောအဲ့ဒီမေးကောကတိကျရှိတယ်ဆိုတော့မြန်မာနိုင်ငံကိုကုကူညီခဲ့တဲ့အဖွဲ့တွေလာနေကြတာတနိုင်ငံလုံးလာနေတဲ့နိုင်ငံနိုင်ငံပေါင်းစုံလာနေတဲ့ ရှိတယ်နိုင်ငံ15နိုင်ငံရှိတယ်15နိုင်ငံကနေပြီးတော့လေရင်ပေါင်း53စီးတိတိရောက်ရှိပြီးပြီเนาะဒီကနေ့နေ့လည်းဒီနေလေရင်53စီးရောက်ပြီးသွားပြီနိုင်ငံ15နိုင်ငံနေလေရင်53စီးရောက်ပြီးသွားပြီလူပုဂ္ဂိုလ်အားဖြင့်လည်းကုညီကယ်ဆေးလူပုဂ္ဂိုလ်အားဖြင့်လည်းလူ1919ရောက်ပြီးသွားပြီအလားတူထောက်ပံ့ရေးပစ္စည်းကလည်း350တန်350လောက်ရောက်ပြီးသွားပြီတချိန်တည်းမှာပဲကယ်ဆေးရေးနဲ့ဆက်ဆက်တဲ့ပစ္စည်းကလည်း495တန်ရှိပြီးသွားပြီဆိုတော့အဲ့လောက်ထိလာပြီးသွားပြီလာပြီးသွားတဲ့အချိန်မှာဘာပြဿနာမှမတက်ဘူးဒါပေမဲ့တရုတ်ချက်ချင်းကြီးရင်တန်းပါဆိုတဲ့စကလုံးအုံလုံးနဲ့ TNL ရဲ့နယ်မြေကိုဖြတ်ပြီးတော့လာတဲ့ကားကြမှာပြဿနာတက်တာဆိုတော့အကောင်းမီဒီလိုမျိုးရှေ့မှာဖြစ်ဘူးလားဆိုတော့ရှေ့မှာဖြစ်ဘူးပါတယ် blue sky ဆိုတဲ့ဒီတရုတ်ရဲ့ကုညီကယ်ဆယ်ရေးအဖွဲ့အဲ့ဒီအဖွဲ့ကအဲ့ဒီဒီပြည်တော်စုလမ်းမကြီးတိုင်းပေါ့နော်လာရှိုးကနေဖြတ်လာရှိုးတို့ဘာလို့ဖြတ်လာတယ်နောင်ရှိုးတို့ဘာလို့ဖြတ်လာတယ်ပြည်တော်စုလမ်းမကြီးတို့တချို့မှောင်းလာတယ်အဲ့ဒီတုန်းကမြန်မာအစိုးရကိုတရားဝင်အကြောင်းကြားထားတာဖြစ်တဲ့အတွက်အဲ့ဒီတုန်းကချော့ချော့ချီယူအသားစီမရှိလာခွင့်ရတယ်ဒီဘက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကာဝယ်ဆော့ရှော့ပြေးသွားတယ် ဆိုတော့တရားဝင်ဆက်သွယ်ပြီးလာတဲ့အချိန်မှာတော့အကုန်လုံးကာကွယ်ဆက်ချောက်ပေးခဲ့တယ်။ဘာပြစ်ခတ်မှလည်းမရှိဘူး။ဘလို့ဂျုံအပြစ်လို့လည်းမရှိဘူး။အခုအခုလာတဲ့အဖွဲ့ကြတော့တရားဝင်ရင်တရားဝင်ဆက်သွယ်ကြောင်းကြခြင်းမရှိဘဲနဲ့ဒီတိုင်းရောက်ချင်သူရောက်လာတယ်။အဲ့တော့တရုတ်ချက်ချီနီအတင်းကဟုတ်ရဲ့လားဆိုတဲ့မေးခွန်းကအစရှိတယ်။ဆိုတော့ကျွန်တော်တို့ကပြန်ပြောပါမယ်။တရုတ်ရဲ့အတိုင်းဝန်ဘက်ကိုကျွန်တော်ကျွန်တော်တို့ဆက်သွယ်စုံစမ်းရရှိသလောက်ကျွန်တော် မေးကြည့်ပါရစေ။မေးကြည့်တော့တရုတ်တန်မှုတို့ကတော့တာဝန်ရှိသူတွေကပြောတယ်။သူတို့ ဘက်ကိုတော့အခုချိန်ထိအကြောင်းကြားထားတာမရှိဘူးတရုတ်ချက်ချင်းကလှူမယ်ဆိုပြီးတော့ဒီကနေဖြတ်လာပါမယ်ဆိုပြီးတရုတ်ဘက်ကိုတိုင်ယုံကိုအကြောင်းကြားထားတာမရှိဘူးတိုင်ယုံကလည်းသိရှိထားခြင်းမရှိဘူးအဲ့တော့တရုတ်ဘက်ကလည်းနည်းနည်းစိုးရိမ်နေတယ်ဒီကိစ္စကနိုင်ငံကြီးခုံလုံးလို့တာဖြစ်လာမလားနိုင်ငံချင်းချင်းပြပြောင်းလို့တာဖြစ်လာမလားဆိုသူတို့လည်းစိုးရိမ်ချက်ရှိတယ်စိုးရိမ်ချက်ရှိတဲ့အတွက်သူတို့လည်းဒါကိုစုံစမ်းဆက်ပြီးစုံစမ်းနေတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်တို့ကတော့ပြောတယ်ခင်ဗျားတို့တရုတ်တိုင်ယုံဘက်ကတခုခုတော့ထုတ်ပြန်မလို့လိုအပ်တယ်မထုတ်ပြန်ရင်ခင်ဗျားတို့ကအလိုလိုပါဖြစ်နေမယ်ကျားတို့ကဒါကြီးကမသိကြအောင်ဆောင်သူကြီးကိုပြတာခင်ဗျားတို့ကိုယ်တိုင်ကိုယ်တိုင်လိန်တာဖြစ်နေမယ်လို့ကျွန်တော်တို့တိုက်တွန်းထားတယ်ဟုတ်ပါပြီးတော့စောင့်ကြည့်ရမှာပေါ့ အကယ်၍တရုတ်ရင်ချက်ချင်းကြီးရန်တန်းကတရုတ်ချက်ချင်းကြီးအသင်းကနေပြီးတော့မြန်မာကားတွေကိုငှားပြီးတော့သူ့အတူဝင်ကြိုင်းဝင်ထွက်ကြိုင်းထွက်တယ်ဆိုရင်ဒါကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအနေဆော်ကားလို့ခေါ်တယ်။အဲ့လိုလုပ်ခဲ့ရဆိုရင်ပေါ့ဒါလို့မလုပ်ခဲ့ဘူးဆိုရင်ဒီကိစ္စကိုတရုတ်ချက်ချင်းကြီးအသင်းကလည်းရှင်းရမယ်။တရုတ်တိုင်ဝမ်ကလည်းရှင်းရမယ်။တရုတ်သက်ဆိုင်ရာတာဝန်ရှိသူတွေရှင်းပြရမယ်။ဒီဟာရှင်းပြမှုအခုကဘာလို့ဆိုတော့စစ်တပ်ကကူညီကယ်ဆယ်ကောက်ပစ်ပါတယ်ဆိုတော့ဝါရဖျက်မှုနဲ့နိုင်ငံကိုတိတ်ခါချဖို့ကြိုးစားတဲ့ဇလိုင်းကို TNL တို့အုပ်စုကလှုပ်လာတာတွေ့ရတယ်။ဆိုတော့ဒီကိစ္စကမယူတာဘူးလို့ကျွန်တော်တို့မြင်တယ်။နိုင်ငံတော်ကြီးကတည်းကလည်းပြန်လို့ရှင်းထုတ်နေတယ်။တရုတ်အတိုင်းဝမ်ဘက်ကလည်းပြန်ရှင်းဖို့လိုတယ်။ တရုတ်တိုင်းဘက်က ပြန်မရှိဘူးဆိုရင်တရုတ်တိုင်းတိုင်းဝမ်ဘက်ကလည်းဒါမလိမ့်တဲ့ဘက်လုပ်ပြီးတော့ရှင်းရှင်းပြောရရင်အလူလူလိုပါနဲ့ရွေးချက်ရှိရှိတိခါကြအောင်မြန်မာအစိုးရမြန်မာဒီစက်အနာမအစိုးရဖွဲ့ကိုနိုင်ငံတော်ကိုတိခါကြအောင်တမင်ကိုရွေးချက်ရှိရှိဟိုတပုံလေးနဲ့ပေါင်းလို့တလားလို့ကျွန်တော်ကမေးခွန်းထုတ်စီရတော့ဖြစ်လာတယ်အဲ့တော့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့တရုတ်တိုင်းဝမ်ဘက်ကပြန်ပြီးတော့ဒီကိစ္စကိုရှင်းချက်ထုတ်တယ်ဆိုရင်တော့တရုတ်ကယူသားတယ်မှန်ကန်တယ်ပြောမယ်မရှင်းရင်သူတို့လည်းမယူသားဘူးလို့ကျွန်တော်ပြောရမယ်သူတို့ဘက်ကလည်းရှင်းရမယ်ဒီဘက်ကလည်းရှင်းထားတယ် ယောဂလည်းရှင်ဒါပြစ်ထားခြင်းတော့ပြစ်ထားမဟုတ်ဘူးတနက်ဝိုးဘထောင်ပြစ်တာလို့ကျွန်တော်သိရတယ်ဝိုးဘထောင်ပြီးတော့ပြစ်ပြီးတော့ဆက်မလာဘူးတားတယ်လို့ကျွန်တော်သိရတယ်ဆိုတော့ဒါရမယိုးရှင်းတဲ့ကိစ္စပါနိုင်ငံရေးနဲ့နွယ်လာပါတယ်ငလျင်ကိစ္စကကုညီကိစ္စဆိုလို့ရှိရင်တရားဝင်လမ်းကြောင်းပေါ်ဆက်သွဲပြီးလာရမှာဖြစ်တယ်တရားဝင်လာရလောက်တဲ့အထိအောက်တက်မကြတဲ့ဘူးတရုပ်တကယ်လို့လုံရောတော့မကြတဲ့ဘူးတကယ်လို့တရားဝင်လာမယ်ဆိုရင်တရားဝင်တိချလာ တရားဝင်လာရင်လည်းဒီလိုကာဝယ်ဆောက်ချုပ်ပေးမှတေချာတယ်ဆိုတော့တို့ပြောချင်တယ်အဲ့တော့တချို့တွေရိုးရိုးနဲ့တရင်တွေပေါက်တက်ရဖွာနေတာဇိုးလို့ကျွန်တော်ကြိုးပြီးတော့တခါလေးပြောပြတာပါဆိုတော့တေယုတ်တန်ယုတ်ဘက်ကလည်းဒါကိုတေယုတ်ဆိုရဘက်နဲ့တေယုတ်သက်ဆိုင်တာဝန်ရှိသူတွေဘက်ကလည်းဒီကိစ္စကိုရှင်းလင်းတဲ့ message တစ်ခုဖြည့်ရှင်းပေးလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့တေယုတ်ချက်ချင်းတွေအသင်းဘက်ကလည်းဖြည့်ရှင်းပေးလိမ့်မယ်လို့မြင်ပါတယ်မရှင်းပေးခဲ့ရင်တော့ခင်ဗျားတို့ထင်တဲ့အတိုင်းပေါ့ဗျာနော်မရှင်းပေးခဲ့ရင်ခင်ဗျားတို့ထင်တဲ့အတိုင်းပေါ့ ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ရင်တချို့တွေကမယူသားဘူးဆိုတော့သိစေချင်တာမရှင်းပေးခဲ့ရင်တော့တို့မရှင်းပေးတာတို့မှသာတာဝန်ရှိတယ်။မြန်မာဆိုရဘက်ကတော့ရှင်းပြပြီးပြီ။သက်ဆိုင်ရာနိုင်ငံဘက်ကချက်ချင်းကြီးကတကယ်လွတ်တာသိကြလား။တကယ်လွတ်ခဲ့သလား။ဒီကားကိုးစီကိုတကယ်ငှားခဲ့သလား။တကယ်လွတ်ခဲ့သလား။လွတ်ခဲ့ဆိုရင်ဆက်သွယ်ထားတဲ့စာပြတ်ထောက်ထားပြဆိုကျွန်တော်တို့ကပြန်ပြောမပြနိုင်ဘူး။ဆက်သွယ်လဲထားတာမရှိဘူးဆိုရင်တော့ဒါကတို့တရားမဝင်တဲ့မြန်မာဆိုရကိုတမင်လောက်တာလို့တိပဲတဲ့။အဲ့တော့ကျွန်တော်တို့ကတော့မီဒီယာသမားတယောက်အနေနဲ့စောင့်ကြည့်ပါမယ်။ဒါနိုင်ငံရေးနဲ့ရောလို့မရဘူး။ငလင်ရငလင်ရမှာတဘောပေးပါ။နိုင်ငံရေးနဲ့ရောလို့မရဘူးဆိုတော့ 今年就是没得选票了。